ပြီးခဲ့တဲ့3လပိုင်းတုန်းကမန္တလေးကစီးပွားရေးလုပ်ငန်းရှင်အမတရားဝမှုနဲ့ hypnotherapy ကိုထုံးခံသူမကြောင့်ဝမှုစီရ hypnotherapy ထုံးခံကြလဲဆိုရင်တော့ကိုဗစ်နဲ့ကိုဆက်မှာသူရဲ့စီးပွားရေးတွေကနည်းနည်းလေးရိုင်းနေသွားတယ်အဲ့လိုရိုင်းနေသွားတဲ့အခါမှာစီးပွားရေးရဲ့ဖြစ်စည်းမှုတွေ stress တွေကြောင့်မို့လို့ထပ်ပေါင်းရှာရင်းရနေပြီးတော့အကူအမေကလေးတောင်းနေသွားပြီးတော့ပတ်သက်မိတယ် အဲ့တော့အကိုကလမ်းမရောက်သွားပြီဆိုတာသူသိလိုက်တဲ့အချိန်မှာရက်တန်းလိုက်တယ်။လုံးဝရက်တန်းလို့မရတာအမားပေါ့နော်။အမားကသူရက်တန်းလို့မရတဲ့အချိန်မှာမမနဲ့ဒီဟိုပရိုထရပီကုထုံးခံယူတာပေါ့။ဆိုတော့အမားနဲ့မမဟိုတယ်မှာချိန်နေမနေ့9နာရီမှာစပြီးတော့တွေ့တယ်။စကားပါညာပြောရင်းရနေပြီးတော့10နာရီ17နာရီလောက်မှာစကူဖြစ်တယ်ပေါ့။အဲ့လိုကူရင်းရနေပြီးတော့နေ့လယ်2နာရီလောက်ရောက်တဲ့အခါမှာသူလည်းဖိုက်တေးအရန်ဆာလာတယ်။ကိုလည်းဖိုက်တေးအရန်ဆာလာတဲ့အခါမှာမိုးရွေခဏနားကြမယ်။မိမနေ့လယ်စားဖြစ်ပြီးမှပဲဆက်ပြီးတော့ run ကြမယ်ဆိုပြီးတော့နားလိုက်တဲ့အချိန်မှာသူကစပွဲ ဲပေါ်ကဒီသပင်ဖြောင်းဆက်ကိုသွားတွေ့တာတွေ့တဲ့အချိန်မှာသူပါပြောလဲဆိုတော့ဒီချိန်ရည်တဲ့ hypothyroidy ကိုထုံးကအရင်ကထူးဆန်းနေတော့တဲ့သပင်ဖြောင်းဆက်ကိုတွေ့တာတဲ့ကျမဘလုံးဝမခံစားရတော့ဘူးတဲ့ဆိုတော့အဲ့ဒီသပင်ဖြောင်းဆက်နဲ့ကိုကအာမနေ့9နာရီမှာသူနဲ့စတွေ့မှာဖြစ်တဲ့အတွက်မိုးကမနေ့9နာရီလောက်ကဟိုတယ်ကိုရောက်နေမှာဖြစ်တော့မိုးကအော်သူနဲ့မတွေ့ခင်တော့ငါကိုတက်ဗီဒီယိုလေးတမို့တော့ကြိုက်ပြီသပင်လည်းပုံမတွင်းရသေးဘူးဖြစ်တဲ့အတွက်သပင်ဖြောင်းဆက်လို့ထည့်သွားတာပေါ့ဟိုလည်းရရောသပင်ဒီပုံလည်းတွင်းပြီးသွားရောဆက်ကလည်းပုံနေတာနဲ့ဟိုမိုးက စပွဲမှာပဲတည်ထားလိုက်ပေါ့လားအဲ့တော့သူကဘာပြောလဲဆိုရင်ဒီသူအမျိုးသားနဲ့ဟို တခြားမိတ်ဆွေတောင်းနဲ့ပတ်သက်ခဲ့တဲ့အတန်ဖိုင်တွေထဲမှာဒီသမီးဖြောင်းဆက်ဆိုတာတွေလည်းပါတယ်နောက်တစ်ခုကအစားအသောက်နံမဲတွေဟိုတယ်တွေစသဖြင့်ဒီလိုအရာတွေမြင်နိုင်နေနိုင်ကြားနိုင်ကြားရဲမှာဒီမှာ short ရိုက်တလို့မျိုးဖြစ်သွားတာဒါကြောင့်မို့ဒီ memory ကိုဖျက်ချင်တာကြောင့်မို့မိုးစီကိုလာခဲ့တာပေါ့နော်အဲ့တော့ तू ပြောတာက तू နဲ့အဲ့ဒီနေရာကူတာပြီးရဲ့နောက်နေလဲရရော तू နဲ့မုံနဲ့ပြန်ပြီးတော့ထပ်ပြီးတော့တွေ့တယ်ဟောဆိုတော့ तू ဘာပြောလဲဆိုတော့ဒီ chair နဲ့မနေကဟိုတယ်ကိုလာတဲ့ hotel ဆိုတဲ့နာမည်ကိုကြားတဲ့ခံစားချက်နဲ့ဒီနေ့ hotel ကိုလာတဲ့ခံစားချက်တွေကလုံးဝမတူဘူးသူရဲ့ခံစားချက်တွေကောင်းလာတယ်ပေါ့ပြောချင်တာကဘာလဲဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာထောက်ပြန်ခံရလို့ရရှိခဲ့တဲ့အခုနောက်ကလူမျိုး memory ကိုဖျက်ချင်လို့ပဲဖြစ်စေကိုယ့်ရဲ့နော်အတိတ်မှာရရှိခဲ့တဲ့ memory ကိုကိုမလို့ကျွန်တော်လို့ဖျက်ချင်လို့ပဲဖြစ်စေခင်ဗျတို့တရမီကူတော့ကအရန်ကို เนาะအကျိုးရလက်ထူးတဲ့ဉာဏ်စံနေပေါ့เนาะအဲ့တော့မိတ်ဆွေတို့ကကုသတဲ့အချင်းနဲ့ဆိုရင် online အနေကုသလို့လည်းရတယ်အပြင် offline မှာကုသလို့လည်းရတယ်အပြင်တွေကတော့ဘုံကမန္တလေးမှာရှိနေတာဖြစ်တဲ့မန္တလေးကိုဆိုရင်တော့အချိန်မေးကုသလို့ရတယ်အချိန်ထဲမှာပဲရန်ကုန်မှာရှိနေတဲ့ client တွေเนาะအပြင်တွေကိုပဲရန်ကုန်မှာပဲကုသခြင်းလဲဆိုတဲ့လူတွေက လာမဲ့9လပိုင်း9ရက်နေ့မှာရန်ကုန်မှာပေါ်ရှိနေမှာဖြစ်တဲ့အတွက်မစ္စတာကုသထိုင်ခြင်းနဲ့ဆိုလို့ရှိရင်မက်ဆေ့ချာမှာ appointment လို့တွားယူပေးပါလို့ကြံပေးချင်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင့်။ဟိုကတော့ trainer coach တယောက်ပါ။